ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့အတွက်သတင်းစာဆရာကြီးဟန်တာဝတီဦးဝင်းတင်ရဲ့ဘာလဲဟဲ့လူငရဲဆိုတဲ့စာအုပ်ရဲ့အပိုင်းလေးကိုဖတ်ရှုတင်ဆက်ပေးမှာဖြစ်ပါတယ်နားဆင်ခံစားပေးကြပါဦးခင်ဗျာပုံစံခွက်တွေကနိုင်ငံရေးမှုန်တိုင်း1 22လွာနေငါမိတ်ဆွေပီပီတွေလှုပ်လွတ်တော်ခေါ်တန်းကြက်တူရွေးတွန်တန်းနိုးတန်ချီချင်းနိုးထမင်း22လွာနေငါမိတ်ဆွေ ထောင်ထဲမှာနေရငါရမိတ်ဆွေလိုနေကြမယ်ဆိုတာမျိုးကလွယ်လွယ်နဲ့မဖြစ်နိုင်ဘူးပိတ်လောင်ထားခံရတဲ့ဘဝငတ်ပြက်နေတဲ့ဘဝအချိန်နဲ့အမျှချင်းချောက်ငေါငန်းနေရတဲ့ဘဝကို့သူမယုံ သူ့ကိုမယုံတွေးဆုံကြုံကွဲတဲ့ဘဝနေမြင်ညပြောက်ရောက်ချင်ရာရောက်တဲ့ဘဝသူ့ဖြူရင်ငါမဲအထင်အမြင်တွေ ကွဲတဲ့ဘဝဒီလိုဘဝမျိုးတွေမှာသူ့သူငါငါရန်သူဖြစ်ဖို့တာလွယ်တယ်မိတ်ဆွေဖြစ်ဖို့ဆိုတာကဝေးစွာ၆ပါးပါပဲ နိုင်ငံရေးအကျဉ်းသားတွေဆိုတာကလည်းထောင်ထဲမှာနေရသူတွေဆိုတော့ဒီလိုမျိုးဘဝဖြစ်စဉ်ကိုပဲဖျက်ဆီးနေရတာပေါ့နေသာတပလေညာကဆိုတာမျိုး လုံနေလို့မရသူလဲလေလော့ကီသားပေမို့ဆိုသလိုသူလဲထောင်သားပေမို့ဆိုတော့ထောင်သားဘဝကိုကြုံဆုံရင်ဆိုင်ရတာပဲပေါ့1997မှာကျွန်တော်တိုက်ဝင်းထဲကတိုက်တုံးကိုရောက်သွားတယ်။တိုက်ခန်း၄ဘက်၄တန်းအပိတ်အကာခန်းမှာနေရတယ်။ဘေးအခန်းတွေစီကဘာသံမှမကြရ ဘယ်သူမှမမြင်ရမျိုးသိန်းတို့ဝင်းလှိုင်တို့ရန်အောင်တို့မိုးစော်ဦးတို့ကိုကိုကြီးတို့စတဲ့ဒီချုပ်လူငယ်တွေရှိနေတဲ့မင်းသားကြီးကိုအောင်လွင်းတို့ရှေ့နေဥထုံးတင်းတို့ဥတင်ထွတ်တို့မင်းသိန်းခတို့ဥချမ်းအေးတို့ပြီးသူကဥကြော်မင်းတို့ကိုဝင်သားတို့ဥရဲထွန်းတို့စံစာနီဘိုးတို့ဘိုးတော်ခင်ဝင်းတို့ရှိနေကြတဲ့တရင်တိုးတိကလေးတွေကြားနေရတယ်ကိုတိုင်းမိန်လာအင်ဒုံတဲပြီးအင်္ဂလိပ်သင်းဆိုတဲ့ ိုအောင်လွင်ရဲ့ကိစဲတာဆဲတာအတန်ကို မနေ့တိုင်းကြားနေရတက်တယ်။ညတိုင်းစန်းစာနေဘိုရဲ့အင်္ဂလိပ်သချင်း River of No Return သချင်းကိုကြားနေရတယ်။1992ခုနာဝတာဥက္ကဋ္ဌဘိုးချုပ်မှုကြီးစောင်းမောင်ပြုတ်သွားတော့တိုက်သုံးကိုလူတစ်တွေရောက်လာတယ်။ဘဘူဦးတို့ညီနိုင်အောင်တို့တက်မင်းအောင်တို့ကိုထေးအောင်တို့ဂျင်မီတို့ဘာကြီးမြတ်ထွန်းတို့ဒေါက်တာမြင့်နိုင်ဒေါက်တာဇော်မြင့်မောင်ကိုမင်းစင်ဘာမျိုးသိန်းကိုစိုးမြင့် ကိုထုတ်ခင်ကိုလှမင်းကိုမျိုးမင်းစတဲ့လူသစ်တွေရောက်လာကြတယ်။လူသစ်ရရောက်လူဟောင်းရွရွအခန်းကျင်းလေးထဲမှာနေရသမျှအကျဉ်းသားဟာအကျဉ်းသားပဲ။ထောင်သားအကျဉ်းသားရဲ့တောကဒေါသပြိဝေဒဒုက္ခဒေါမနတတွေကို လူတိုင်းကိုခံစားကြရတာပဲ။ဒီတော့အဲ့ဒီဒုက္ခတွေရဲ့အကျိုးသက်ရောက်မှုကိုလည်းလူတိုင်းမှလို့ပေါ်ပေါက်ကြုံတွေ့ခဲ့ရတာပဲပေါ့။အဲ့ဓာတွေရဲ့နောက်ဆက်တွဲကအကျဉ်းသားချင်းဆက်ဆံရေးမှာမပြေလည်မှုမကြည်လင်မှု မကျေနပ်မှုတွေကိုဟိုကပေါ်ဒီကထွက်ဖြစ်လာတာပေါ့လေကတိကအောက်တွေဖြစ်လာတယ်အထာနာတွေကောက်လာတယ်ကကြီးကြောင်တွေထွက်လာတယ်အဲ့ဒီလိုနဲ့အချိန်တွေလှစ်ခနဲလှစ်ခနဲကုံဆုံးကြော်လွန်သွားခဲ့တယ်နှစ်နဲ့ချီပြီးကာလတွေရွေ့ရောသွားခဲ့တယ်ပြဒနာတွေကလည်းအချိန်နဲ့အမျှကြီးလာတယ်ကျေလာတယ်တစ်ခါတလေတစ်ခါတရံထက်ကိုကြော်လွန်ပြီးတစ်ချိန်လုံးလိုလိုပြဒနာတွေပွားနေတယ်အမိုက်ကစပြတ်တက်ပြီးမီးလောင်တာမျိုးလည်းရှိတယ် ပြတ်ကစားအမိုက်ဆင်းမိလောင်တာမျိုးလည်းရှိတယ်။နိုင်ငံရေးအကျဉ်းသားချင်းလူပုဂ္ဂိုလ်ချင်းမျက်စိနှောက်စိတ်ကောက်ဒေါသစိတ်ဖြစ်ရာကအုပ်စုချင်းအဖွဲ့ချင်းပါတီချင်းကရောက်ကစားကတိကအောက်ပြိပခါတွေအထိဖြစ်လာတယ်။နေရင်ထိုင်ရင်ကျွန်တော်ပါတရားခံစရင်ဝင်လာတယ်။ဖြစ်ပုံကဒီလိုအဲ့ဒီချိန်ကနိုင်ငံရေးအကျဉ်းသားတွေကြားမှာဝဲကပြန်ကရွှေပေလွှားဆိုတဲ့လှုပ်ရှားမှုတစ်ခုပေါ်နေတယ်။ဟိုလူဒီလူဟိုအဖွဲ့ဒီအဖွဲ့က စားတိုစားရှိတွေရေးပြီးဖြန့်ကြတယ်ကျွန်တော်လဲဝင်ပါတယ်ကျွန်တော်ဖြန့်တဲ့စားဆောင်မှာဒေါ်စုနဲ့နိုင်ငံရေးအကျဉ်းသားအလုံးလှွတ်ရေးလှွတ်တော်ခေါ်ယူရေးတွေ့ဆုံဆွေးနွေးပွဲကျင်းပရေးဆိုတဲ့စုလှွတ်တွေ့တောင်းဆိုချက်ကိုနိုင်ငံရေးအကျဉ်းသားများကထောက်ခံကြောင်းဆိုတာ ရေးထားတယ်အင်္ဂလိပ်လိုရေးပြီးအတွင်းမှာဝေးအပြင်မှာဖြန့်တာထောင်အပြင်ထိကိုရောက်တဲ့ကိစ္စပြဿနာကကျွန်တော်စာထဲမှာနိုင်ငံရေးအကျဉ်းသားများလို့ရေးတာကိုတချို့ကမကျေနပ်ကြဘူး အဲ့ဒီအချက်တွေအားလုံးကိုသူတို့မထောက်ခံကြဘူးဒါကြောင့်များလို့ရေးတာကိုလက်မခံဘူးတဲ့ကျွန်တော်ကကျွန်တော်လိုသဘောထားတဲ့နိုင်ငံရေးအကျဉ်းသားကတယောက်ထက်ပိုပါတယ်ဒါကြောင့်များလို့ရေးနိုင်ပါတယ်လို့ရှင်းပြတယ်မရဘူးကန့်ကွက်တန်တွေစွပ်စွဲတန်တွေပြစ်တင်တန်တွေပွားထလာတယ်နောက်ဆုံးဒီချုပ်ပါလက်ညှိုးထိုးခံလာရတယ်ကျွန်တော်ငုံခံနိုင်ပေမဲ့ဒီချုပ်ပါစွပ်စွဲခံထဲပါလာတော့ကျွန်တော်ရဲ့အပေါင်းပါတချို့ကမခံနိုင်ဖြစ်လာတယ်နောက်ဆုံးတော့မဖြစ်ချေဘူး ဒီကိစ္စမျိုးလောက်တာမဟုတ်ပြဿနာရောအခြေအနေပါတစ်ခုလုံးရှင်းမှဖြစ်တော့မယ်ဆိုတာကိုကျွန်တော်သဘောပေါက်လာတယ်။ဒါနဲ့ဥတင်ထွတ်တို့ဂျင်မီတို့ကိုစိုးမြင့်တို့ဘိုဘိုဦးတို့နဲ့ညှိရတယ်။ကျွန်တော်အဆိုပြုတာကဒီအခြေအနေဒီပြဿနာကိုရှင်းချင်ရင်နိုင်ငံရေးအကျဉ်းသားချင်းဆက်ဆံရေးကိုပြင်ရပြောင်းရမယ်။ပြင်ပြောင်းတဲ့အခါမှာအဆင့်နှစ်ဆင့်လွှာပြီးလုပ်ရမယ်။ပထမအလွှာကလူမှုရေးဆက်ဆံမှုအလွှာ။ ဒီလွှာမှာနိုင်ငံရေးစကားနိုင်ငံရေးအလုပ်နိုင်ငံရေးအဆက်ဆံတွေဘာမှမပါပဲလူလူချင်းဆက်ဆံရေးတငယ်ချင်းဆက်ဆံရေးမိတ်ဆွေဆက်ဆံရေးတသက်ပဲလှုပ်သွားရမယ်ပထမအလှအခိုင်အမာချမိမှဒုတိယအလှကို အစပြုမယ်ဒုတိယအလှကြတော့နိုင်ငံရေးကိစ္စတွေပါတီချင်းကိစ္စတွေနိုင်ငံရေးလှုပ်ရှားမှုကိစ္စတွေလှုပ်ကြမယ်အကြိမ်ကြိမ်ညှီပြီးတဲ့နောက်ကျွန်တော်အဆိုပြုတဲ့အတိုင်းလှုပ်ဖို့သဘောတူကြတယ်ဒီလိုနဲ့22လွှာ နေငါမိတ်ဆွေလှုပ်ရှားမှုပေါ်လာတယ်။ဂျင်မီနဲ့ကိုဆိုးမြင့်တို့ရဲ့စိတ်ကူးစိတ်တန်အကြံဉာဏ်တွေဟာအများကြီးအထောက်ပံ့ဖြစ်တယ်။သူတို့ကဥဆောင်မှုလဲပြီးနိုင်ကြတယ်။သူတို့ရဲ့လှုပ်ရှားမှုလို့တောင်ပြောလို့ရတယ်။ဒီလိုနဲ့တိုက်သုံးရောက်နိုင်ငံရဲ့ကျင်းသာကြီးငယ်အားလုံးတိဟောင်းကျွမ်းသင့်မခွဲပါတီတင်းဖွဲ့မချာနေငါမိတ်ဆွေလိုပေါင်းတင်ဆက်ဆံရေးကဏ္ဍအသစ်ဖွင့်လိုက်ကြတယ်။ထောင်ဝင်းစားဝေမျှစားသုံးမှုပေါင်းချဲ့လိုက်ကြတယ်။ထောင်ဝင်းစားလာရင် နီးစက်ရဝေမျှကြတာပဲ။ ဒါကိုဝေနေရအဝိုင်းအဝင်းလို့ခေါ်တယ်။ယင်းနီးရဝေမျှတာကိုတော့တဟာရအဝင်းအဝိုင်းလို့ခေါ်တယ်။ဝေနေရတွေကိုတီးရွက်ဟင်းဝေတယ်။တဟာရတွေကိုအသားဟင်းပို့တယ်။အခုဝေနေရနယ်ကိုချဲ့တယ်။တဟာရနယ်ကိုချဲ့တယ်။အဝေအချမ်းပိုများလာတယ်။မွေးနေ့ပွဲတွေကျင်းပတယ်။ကော်ဖီတိုက်တယ်။မုတ်ဝေတယ်။ညာဦးစည်းစာပွဲတွေလုပ်တယ်။တခန်းတစ်လှည့်တေးသည့်ဖွဲ့ကြတယ်။အတူစားကြတယ်။အတူကစားကြတယ်။ပုံစံထမင်းပကံနဲ့ဂစ်တာလုပ်တယ်။အတူတီးကြခတ်ကြတယ်။ အတူတချင်းဆိုကြတယ်အတူစာဖတ်ကြတယ်စာရွက်စာတမ်းရှာဖွေရရှိတဲ့အခါတွေမှာပေါ့အတူဝတ္ထုဇလန်းရုပ်ရှင်ဇလန်းတွေပြောကြတယ်ဘာစကားဖြစ်ဖြစ်အလုံးကြောင်းပြောကြဆိုကြတယ်အတွင်ရေးပြောစရာရှိရင်ရေချိုးရင်းဆုံမှပြောကြတယ်အဲ့ဒီလိုပြောဖို့တော့ရေကန်မှာဆုံမယ်ဟေးလို့ချင်းကြတယ်အိမ်ကမျိုးစေ့တွေတောင်းပြီးဟင်းသီးဟင်းရွက်စိုက်ကြတယ်ကိုမျိုးမြင့်ကမြေကပ်ဘူးစင်လှုပ်ပြီးတပတ်နှစ်ခါလောက်ဘူးညွန့်ဝေတယ်လူငယ်တွေက မုံလာခယန်းဂေါ်ဘီစိုက်ပြီးပုံမှန်အခန်းစစ်ဝေတယ်။နောက်ပိုင်းကျတော့အာနာပိုင်တွေရဲ့ခွင့်ပြုချက်မျိုးစုံရလာတယ်။ကြိုက်၃ပိုင်စိုက်ခင်းစိုက်ကွက်ရလာတယ်။ချင်းလုံးခတ်ခွင့်ရလာတယ်။ဒေါက်တာမျက်နှာကချင်းလုံးခတ်တာကိုအညာစကားနဲ့ငွေကြမယ်ဟေးလို့အော်တက်တယ်။ပိုက်ကြော်ချင်းကစားခွင့်ရလာတယ်။နိုင်ငံရဲ့အကျဉ်းသားလူငယ်ချင်းတွေပျော်လာပေါင်းလာညီလာကြတော့လူကြီးချင်းကလည်းပုံညှိလို့တွဲလို့လှုပ်လို့ရလာတယ်။ဒီအဆင့်ရောက်လာတော့နှလွာနှစ်ဆင့်ရဲ့ ုတိယကဏ္ဍခြေလှမ်းစရတယ်။တိုက်သုံးမှာရှိတဲ့နိုင်ငံရေးအင်အားစုတွေအားလုံးပါဝင်တဲ့ဒန်းတူညီမြပူးတွဲလုပ်ငန်းကော်မတီ JAC ကိုဖွဲ့တယ်။တယောက်တည်းရှိတဲ့လူပေါင်းတစ်ယောက်၁၄ယောက်ရှိတဲ့ဒီချုပ်ယောက်တခြားပါတီအဖွဲ့အစည်းတိုင်းကယောက်တပါတီတယောက်ပါဝင်တဲ့ကော်မတီပါ။အဲ့ဒီကော်မတီကဦးစီးပြီးနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်တယ်။ဟောပြောပွဲတွေလုပ်တယ်။နိုင်ငံရေးအထိမ်းအမှတ်နေ့တွေနိုင်ငံရေးပါတီနေ့တွေနိုင်ငံရေးခေါင်းဆောင်နေ့တွေကျင်းပတယ် စာအုပ်တွေထုတ်တယ်။ဒေါ်အောင်ဆန်းစုကြည်အထိမ်းမှတ်စာအုပ်၊ဝင်ကြီးချုပ်ဦးနုအထိမ်းမှတ်စာအုပ်တွေထုတ်တယ်။ဒီလိုင်းကြာနယ်ထုတ်တယ်။ပါတီစာဆောင်တွေ၊သတင်းလွှာတွေထုတ်ကြတယ်။ထာဝင်စာကရတဲ့ဗဇက်သတင်းလောင်းနဲ့မကျေနပ်လို့သတင်းလွှာထုတ်ကြတာ။ရေဒီယိုတလုံးထောင်ထဲလျှို့ဝှက်သွင်းတယ်။ဗာကြီးမြတ်ထွန်းကတာဝန်ခံသတင်းဖမ်းတယ်။ကိုထွေးအောင်ဇင်လင်းကတာဝန်ခံတီးဖြတ်တယ်။မိုးစော်ဦးနဲ့တခြားလူငယ်တွေကတာဝန်ခံသတင်းလွှာအချောရေးတယ်။ တိုက်လေးကမျိုးမြင့်ငိမ့်လို့ရဲဘော်တွေနဲ့ပေါင်းပြီးတိုက်ပေါင်းစုံဖြန့်တယ်။တပတ်ကိုအ ਨੇ စုံနှစ်ခါလောက်ထုတ်တယ်။တစ်ခါထုတ်ရင် စာမျက်နှာ၉မျက်နှာ၁၀မျက်နှာရှိတယ်။သတင်းခြေရာဖျောက်ဖို့ယုံတန်းစကားသံတွေလွှင့်ရတယ်။တိုက်လေးကပြည်သူကိုယ်စားလှယ်ကိုကျော်သွင်းရဲ့အဖေကသူ့သားကိုတိတ်ချစ်တာ။သူ့သားကြားချင်းတဲ့သတင်းတွေကိုထောင်ဝင်းစာလာတိုင်းပြောပြတယ်။အမေကြီးက BBC တို့ RFA တို့ DVB တို့ VOA တို့ကိုအတန်ဖန်းအလွတ်ကျပ်ပြီးထောင်ဝင်းစာမှာ သူ့သားကိုအမြဲပြောပြတယ်ဆိုတဲ့စကားမျိုးကိုဝန်ထမ်းတွေမကြားကြအောင်လွှင့်ရပြောရတယ်။အဲ့ဒီကနေတဆင့်နိုင်ငံရေးရွှေပေးလှော်တွေရေးထုတ်ကြတယ်။ကျိုးတိုက်အပါဝင်တိုက်ပေါင်းစုံကိုရောက်အောင်ပို့ကြတယ်။ရွှေပေးလှော်ပြန်ကားဝဲလှုပ်ရှားမှုလို့ခေါ်တယ်။နောက်ဆုံးမှာတိုက်လေးကဇော်ထွန်းတို့ဖြိုးမင်းသိန်းတို့စိတ်ဆော်ချက်နဲ့ထောင်တွင်းလူအခွင့်ရေးချိုးဖောက်မှုအခြေအနေတွေကိုစာတန်းကြီးတစ်ဆောင်ပြုစုတယ်။အင်းစိန်ထောင်ထဲမှာသာမကနေထောင်မှာရောကြောက်ထုစခန်းအလုတ်စခန်း စိုက်ပျိုးရေးစခန်းတွေမှာပါပေါ်ပေါက်ဖြစ်ပျက်နေတဲ့ထောင်အာဏာပိုင်တွေရဲ့အကျင့်ပြတ်မှုတွေညှဉ်းပန်းမှုတွေအာရမစေခိုင်းမှုတွေအကြမ်းဖက်မှုတွေအာဂရိလိုက်မှုတွေအကျဉ်းသားတွေရဲ့ကြိုးပဲ့ဖျားနာမှုတွေရေအစာမဝငတ်မွတ်မှုတွေနေရေးထိုင်ရေးနားရေးအိပ်စက်ရေးချို့ငဲ့ဆုံးပါမှုတွေလူအခွင့်ရေးဆုံးရှုံးမှုတွေချိုးဖောက်ခံရမှုတွေစတဲ့အရေးကိစ္စအလုံးကိုတည်င်းအချက်လက် စုဆောင်းကြတယ်။ထောက်လန်းရေးတိုင်းမှာ ညှဉ်းပန်းခံရကကြိုးကံတေးကြတာတွေကိုသတင်းစုတယ်။သတင်းချက်လက်တွေကိုဝန်တန်းတွေစီကရတယ်။အကျဉ်းစခန်းပြန်တွေစီကရတယ်။ပြင်ပထောက်လန်းမှုတွေစီကရတယ်။လူငယ်တွေကလည်းသတင်းချက်လက်တွေကိုစုဆောင်းပေးတယ်။ကျွန်တော်ကစုပေါင်းရေးတယ်။ရေးစရာစက်ကူအလုံးလောက်မရဘူး။စာမျက်နှာ100လောက်ဆိုတော့မလွယ်ဘူးပေါ့။ဒါနဲ့ကြွကြွအိတ်ပလတ်စတစ်အိတ်တွေကိုစက်ကူအရွယ်ဖြတ်ပေါင်ပေါ်တင်ဘောပင်နဲ့ရေးရတယ်။စာမူအားလုံးကိုမိုးစော်ဦးက စက်ကူပေါ်မှာအချောကူရေးပေးတယ်။စာမူနှစ်ခုကူးတယ်။တိုက်ပေါင်းစုံလှည့်ပြပြီးဖတ်ခိုင်းတယ်။သဘောတူကြောင်းလက်မှတ်ထိုးကြတယ်။အကျဉ်းသားတရားကျော်ကျိုးသမားတွေအပါအဝင်သူတို့ရဲ့လက်မှတ်တွေကိုစုဆောင်းရရှိတယ်။တောင်းဆိုလွှာနဲ့လက်မှတ်တွေကို အပြင်ထုတ်လိုက်တယ်။ကုလသမဂ္ဂကို ရောက်သွားတယ်။ပြည်တွင်းမှာရောပြည်ပမှာပါပွက်လောရိုက်သွားတယ်။ကျွန်တော်တို့လောက်ရဂျိုနဲ့တယ်။ပြည်ပြည်တွေလှွတ်လှွတ်တော်ခေါ်1992ကုန်ပိုင်းလောက်က တိုက်ဝင်းထဲမှာဆန္ဒပြမှုတွေပေါ်လာခဲ့တယ်။ PP တွေလွတ်လွတ်တော်ခေါ်ဆိုတဲ့နိုင်ငံရေးတိုက်ပွဲပါ။ PP ဆိုတာနိုင်ငံရေးအကျဉ်းသားကိုဆိုလိုတာပါ။ဒီတိုက်ပွဲမှာထောင်ထဲရောက်နေတဲ့ဒီချုပ်ခေါင်းဆောင်တွေအများကြီးအယိုက်နှက်ခံရအဆောင်ပြောင်းရွှေ့ခံရထောင်ပြောင်းခံရဖြစ်ခဲ့ပါတယ်။ခေါင်းမငုံဘူး၊ဥကြိုးမခံလှုပ်ရှားမှုမှာလက်တွဲပါဝင်ခဲ့တဲ့သူရဥငွေလှိုင်လဲအထိုးအကျိတ်အကန့်အကျောက်တွေအတော်ခံလိုက်ရတယ်လို့ကြားရတယ်။ကျွန်တော်အထူးဆောင်မှာတိုက်ပိတ်ခံနေရလို့ အဲ့ဒီတိုက်ပွဲမှာမဆင်နှွှဲခဲ့ရဘူးတည်င်းကိုတောင်နောက်တစ်နှစ်လောက်ကြားမှကြားခဲ့ရသိခဲ့ရတာပါ1990မေလ28ရက်မှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာဒီချုပ်ကတခဲနဲ့အနံ့ရခဲ့တယ်ဥက္ကဋ္ဌဦးတင်ဦးအထွေထွေအတွင်းရင်းမှုဒေါ်အောင်ဆန်းစုကြည်အရွေးခံခွင့်မရခဲ့ပေမဲ့ဦးကြည်မောင်ဦးဆောင်တဲ့ဒီချုပ်ပြည်သူကိုယ်စားလှယ်တွေအလုံးအရင်နဲ့အောင်ဝဲခံခဲ့ကြတယ်စစ်အစိုးရကပြင်ပေါ်ကဆင်းမပေးဘူးဒီချုပ်ကိုအာဏာလွှဲပြောင်းမပေးဘူး ဒီသတင်းကိုချက်ချင်းလိုပဲထောင်ထဲကိုရောက်လာခဲ့တယ်။ဒီချုပ်ခေါင်းဆောင်တွေနဲ့နိုင်ငံရဲ့အကျဉ်းသားတွေရောတာမန်အကျဉ်းသားတွေပါကြိတ်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 ညှိကြနှိုင်းကြလှုပ်လာကြတယ်။လှုပ်လှုပ်ရှားရှားစီကြစင်ကြလှုပ်လာကြတယ်။အချိန်လဲရလာရောပီပီလှုပ်လှွတ်တော်ခေါ်တောင်းဆိုမှုတွေပေါ်လာတော့တာပါပဲ။ဆန္ဒပြအုံကြွမှုတွေပောက်ကွဲလာတော့တာပဲ။ဒီတိုက်ပွဲမှာခေါင်းဆောင်သူရော နောက်လိုက်ပါဝင်လှုပ်ရှားသူတွေပါလူပေါင်းများစွာ ရိုက်နှက်အကြမ်းဖက်တာခံကြရတယ်။ အဆောင်ရွှေ့ထောင်ပြောင်းလောက်တာခံကြရတယ်။အကျန်းဖတ်ဆိုလို့သတိရတာလေးရေးလိုက်ရအောင်မယ်။အကျဉ်းဦးစီးဌာနရဲ့စကားတလုံးချင်းအမှတ်သားကအကစပါ။အဲ့ဒီစကားလုံးကိုအရှိအမှတ်သားပြန်ဖော်တော့နိုင်ငံရေးအကျဉ်းသားတွေကတမျိုးတပုံထွင်ပြောကြတယ်။အကျန်းဖတ်ဦးစီးဌာနတဲ့။ဦးကြောင်ကြောင်ဦးစီးဌာနတဲ့။အကျိုးရှာဦးစီးဌာနတဲ့။အကုံ၌ဦးစီးဌာနတဲ့။ဒီချုပ်ဘို့အလုံးမှုဆောင်အဖွဲ့ဝင် မောင်တော်ကဗိုလ်မှူးဘတော်ကအရိုက်ခံရတယ်။ အခြားဘိုးကော်မတီဝင်တွေဖြစ်တဲ့ဥကိုယူတို့ဦးမိုးသူတို့ဒေါက်တာတင်မျိုးဝင်းတို့အယိုက်ခံကြရတယ်။ရန်ကုန်တိုင်းစီယုံရဲ့ကော်မတီဝင်သူရဥငွေလှိုင်းထိုးကျိတ်ကန်ကြောက်ခံရတယ်။ရန်ကုန်တိုင်းစီယုံရဲ့ဘိုးကော်မတီဝင်ရှေ့နေဦးသိန်းဟန်လက်လိန်ချိုးခံရတယ်။သူတို့လိုပဲနိုင်ငံရဲ့အကျဉ်းသားပေါင်းများစွာလဲညှဉ်းပန်းနှိပ်စက်ခံကြရတယ်။နောက်ပိုင်းမှာဒေါက်တာတင်မျိုးဝင်းဆိုရင်ဘောင်းဘီတို့ကိုလုံးဒီနဲ့တိုက်တကာရှေ့မှာလှည့်ပြအယိုက်ခံခဲ့ရတယ်။ ကျွန်တော်တင်မျိုးဝင်းမှာခမားလို့လဲဗဇက်ကအော်ရသေးတယ်ဒီတိုက်ပွဲဟာအင်းစိန်အချင်းထောင်ရဲ့ရာဇဝင်မှာအပြင်းထန်ဆုံးအုံကြွပေါက်ကွဲခဲ့တဲ့နိုင်ငံရေးဆန္ဒပြပွဲကြီးဖြစ်ခဲ့ပါတယ်ဒီချုပ်ကလူတွေသာမဟုတ်ပါဘူးတခြားနိုင်ငံရေးပါတီတွေကလူတွေလဲအများကြီးပါဝင်လှုပ်ရှားခဲ့ကြပါတယ် KNU ကရင်အဖွဲ့ကမြို့တော်ခမ်းမဘုံခွဲတဲ့ကိုကိုနိုင်တို့လူပောင်တဲ့ပါတီဥက္ကဋ္ဌကိုအောင်ဇေယျတို့လိုခေါင်းဆောင်တွေလဲအကွဲကွဲအပြဲပြဲဖြစ်ခဲ့ကြတာပါပဲ။ ဇက်ပေါင်းလိုက်တော့နိုင်ငံရေးသမားတွေဇက်ကောင်ကွဲကုန်ကြတယ်ထောင်ပြောင်းခံရသူတွေအဆောင်ရွှေ့ခံရသူတွေတိုက်ရွှေ့ခံရသူတွေမရေမတွက်နိုင်အောင်ရှိကုန်တယ်အဆောင်တွေတိုက်တွေမှာနှိတ်ကုတ်မှုချုပ်ချယ်မှုဖိနှိပ်မှုတွေအလွန်များပြားတင်းကျပ်ကုန်တယ်ထောင်အာဏာပိုင်တွေလည်းကြောင်းမှန်းကံမှန်းသိသွားကြတယ်နိုင်ငံရေးအကျဉ်းသားဆိုတာခေါင်းငုံမခံဘူးနိုင်ငံရေးအကြောင်းပေါ်တိုင်းအုံကြွတက်တယ်အာခံတက်တယ်ဆိုတာပို့လို့သဘောပေါက်သွားကြတယ်တိုက်ဝင်းဆန္ဒပြပွဲသတင်းက အဆောင်တွေအလုံးကိုပြန့်သွားတယ်။တာမန်ရာဇဝတ်အကျဉ်းသားတွေအတော်လှုပ်လှုပ်ရွရွဖြစ်လာတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကအထူးဆောင်ထဲမှာထောက်လန်းရစ်တက် စခန်းသီးသန့်ဖွင့်ပြီးကုတ်ကဲနေတယ်။အပြင်ကစစ်တပ်အင်အားကလည်းရောက်လာတယ်။စစ်သားအချို့ကိုအကျဉ်းသားအသွင်ပြောင်းပြီးထောင်ထဲမှာရောထည့်ထားလိုက်တယ်။လှုပ်ရှားမဲ့အပြောဆိုတွေအကြံစီတွေအစီမံတွေကြိုတင်တိကုံကြတော့တာပေါ့။ဒီလိုမတီးမငြိမ်နဲ့ပဲ1990တိုင်ဝင်းဆန္ဒပြမှုဟာအချိန်ရော့သွားတယ်။အာရော့သွားတယ် နောက်ဆုံးတော့ပုံမှန်ပြန်ဖြစ်သွားပြီးဒုံရင်ချင်းတွေကိုရောက်သွားတော့တယ်။ဖိနှိပ်မှုတင်းမှကြမ်းတမ်းလုံးတဲ့နေရာမှာအုံကြွလှုပ်ရှားမှုဆိုတာကောက်ရိုးမိလို့မဟုတ်ပေမဲ့ရှားမိလို့ကြာရှည်ခံအောင် ထိန်းထားနိုင်ကြဖို့ခက်တယ်ဆိုတာက ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေသင်ကန်းစာယူကြရမှာပဲပေါ့။ကျက်တူရွေးတွန်တန်း2002ခုနှစ်နှစ်လယ်လောက်မှာကျွန်တော်ရန်ကုန်ဆေးရုံကြီးတက်ရတယ်။ရန်ကုန်ဆေးရုံအသွာလမ်းမှာအင်းစိန်ဆေးရုံခဏဝင်ရတယ်။ အင်းစိန်စေးုံတက်တဲ့တာမန်ကျင်းသားတွေကိုလိုက်ပို့ရင်ကျွန်တော်စီးလာတဲ့ကားကရက်ဆောင်ရတာပါခကြီးဆက်ဖို့စောင့်နေတော့လူငယ်တယောက်ရောက်လာတယ်။ဘာကြီးကနှုတ်ဆက်လိုက်ပါတယ်တဲ့ကျွန်တော်ချက်ချင်းပြန်ပြောလိုက်တယ်။ဟေးနှုတ်ဆက်မနေနဲ့ကြက်တူရွေးတကောင်ပို့လိုက်လို့ပြောကွာပြင်းလွန်းလို့ထောက်လန်းရဲတွေအနာကတ်လာတယ်။လာနှုတ်ဆက်တဲ့လူငယ်လက်လစ်ပြေးရော1993ခုနှစ်လောက်ကတိုက်တုံးမှမျက်ထွန်းနေခဲ့ဘူးတဲ့သူ့ကိုအားလုံးကဘာကြီးလို့ခေါ်ကြတယ်။အဲ့ဒီချိန်ကကျွန်တော်တို့လက်ထဲမှာ ရေဒီယိုတလုံးရှိနေတယ်။သတင်းတွေဖမ်းတယ်။ VOA BBC မြန်မာအသံကအစသတင်းအစုံပေါ့လေ။မနေ့တိုင်းညတိုင်းသတင်းတွေလာတဲ့အချိန်ကထောင်ထဲမှာလူစစ်ချိန်ဖြစ်နေတယ်။အဲ့ဒီအချိန်မှာမျက်ထွန်းဖျားတယ်။စောင်းခေါင်းမီးချုံအိတ်တယ်။သူ့နာမှာစက်တူရေးတွန်တန်ကတော့ညံနေတာပဲတဲ့။စက်တူရေးဆိုတာရေဒီယိုကိုကျွန်တော်တို့ခေါ်တာ။စက်တူရေးတွန်တန်ထဲမှာကျွန်တော်တို့ကြားချင်တဲ့သတင်းတွေပါတယ်။ဒါကိုမျက်ထွန်းကစာရွက်ပေါ်မှာစာကြမ်းရေးမှတ်တယ်။မျက်ထွန်းလောက်ရတဲ့အလောက်က အတော်ရင်တုံစရာကောင်းတယ်ရေဒီယိုလက်ကင်ထားတာလဲထောင်နှစ်ရှည်ကြာနိုင်တယ်ဘောပင်တွေစာရွက်တွေကင်ထားလဲထောင်နှစ်အတော်ကြီးကြာနိုင်တယ်သူကသူ့ဖြာအောက်ခေါင်းရင်းဘက်မှာအင်္ဂလိပ်အကြောင်းတူပြီးရေဒီယိုထည့်ထားတယ်အကြောင်းတိန်တိန်ဆိုတော့ကျက်တူရွေးခေါင်းမလုံဘူးပေါ့လေစက်ကူတွေဘောပင်တွေကို နေရခွဲပြီးဖွက်ရတယ်နေရအတူကြမထားဘူးဒီနေ့ဒီနေရဟိုနေ့ဟိုနေရဆိုသလိုပေါ့လေရေဒီယိုကိုတနေရာထဲမှာဖွက်ရတာမလုံခြုံဘူးလို့ထင်လာတယ် ဒါနဲ့တခြားလူငယ်တွေအခန်းစီရွှေ့ထားရသေးတယ်။ဒါပေမဲ့တချို့ကကြာရှည်မသိမ့်ချင်ဘူး။တလာစီဆိုတဲ့အပတ်စဉ်ရှာဖွေရေးတွေကလည်းတကြိမ်ကြိမ်တထောက်ထောက်လာနေတာမဟုတ်လား။ဂျိုင်းဆိုတာတန်တကားဖွင့်တဲ့တောက်ဆိုတာအိယာတွေပေါ်တန်နှင်းတဲ့ဝန်ထမ်းတွေရဲ့ဖနက်တန်။နောက်ဆုံးတော့မြတ်ထွန်းခန်းကိုပဲကြက်တူရေးပြန်လာရတော့တာပဲ။စက်ကူတွေဘောပင်တွေလည်းရောက်လာရတော့တာပဲ။မြတ်ထွန်းလည်းဖျားပြန်ရော။ဆောင်းကောင်းမီးခြုံပြန်ရော။ကြက်တူရေးတုံတန်တဲ့ရင်တွေကိုမြတ်ထွန်းကစာကြမ်းရေး ကိုထေးအောင်ကတီးဖြတ်မိုးစုံဦးကအချောရေးတယ်။မူချောကိုထက်ဆင့်မူပွားပေးမဲ့တိုက်လေးကလူငယ်တွေစီပို့ရတယ်။မူချောတွေထပ်ပွားပြီးတဲ့နောက်တော့ဖြန့်ဝေရေးအဆင့်ရောက်လာတယ်။ဒီအဆင့်မှာတာမန်အကျဉ်းသားအမဲဆင့်လှုပ်သားတွေလည်းပါလာတယ်။ကျွန်တော်တို့လူငယ်တွေကစီးယုံထားတာအမဲဆင့်တွေကသတင်းလှော်စာမူချောတွေကိုတိုက်ပေါင်းစုံလိုက်ပို့တယ်။တခါတလေဝန်ထမ်းအရေးအောင်မမြင်ရရင်တိုက်နောက်ဖေးလေသာပေါက်တွေကိုပြစ်သွင်းတယ်။သတင်းစာပို့သူတွေအိမ်ထဲသတင်းစာပြစ်သွင်းတယ်လို့ သတင်းလွှာကိုပြစ်သွင်းကြတာကျွန်တော်တို့အားလုံးပျော်နေကြတာပေါ့တပတ်သုံးကာလောက်စာဆယ်မျက်နှာလောက်ဖတ်နေကြရတာကိုကြက်တူရွေးတွန်တန်က အုတ်အော့တွန်တန်လိုတဲနဝင်ချိုလှပေတကူသတင်းတွေကိုတခန်းချင်းလှည့်ဖတ်တယ်တခါတလေဝန်ထမ်းရှင်းရင်အခန်းတစ်ခန်းထဲမှာလူ၄၅6ယောက်စုဖတ်ကြတာပဲအချိန်ကုန်တက်တာတာပေါ့လူဆိုတာသတင်းစကားကြားချင်ကြတယ်ကြားရတဲ့သတင်းကိုလည်းပါဇက်ဆင့်ကန်းလိုက်ချင်ကြသေးတယ်ထောင်ထဲလိုနေရာမျိုးမှာတော့ဘဲပြောကောင်းမလဲ တရင်တန်တွေကတိုးတိုးတမျိုးကြဲကြဲတဖုံပေါ်စုံတော်မြန်ရံမှာကျက်တူရဲ့တွန်တန်တညံညံမြည်သလိုဖြစ်နေတော့တာပါပဲဒီလိုနဲ့တရင်တန်တွေပဲ့တင်ညံလာတယ်တားမရပိတ်မရဖြစ်လာတယ်ကြာတော့လက်ပိုက်ကြည့်နေရတာပေါ်ကိုရဲဘော်တွေပျော်ပျော်ကြီးရှာဆက်ကြဖြန့်နေတာကိုဗရိတ်မအုပ်ရက်ဘူးနောက်ဆုံးတော့တရင်ချေရတွေဖုံးရဖိရဖြောင်းရဖြက်ရလောက်ရတာပေါ့လေပြည်သူကိုယ်စားလှယ်ဥကြော်သွင်ရဲ့တားချစ်မိခင်ကြီးအမိသုံးပြီးတရင်နံဖြောက်ရတယ် ီအကြောင်းကျွန်တော်ဒီစာစုတနေရာမှာရေးပြထားပါတယ်။ဖုန်းနေဖိနေတဲ့ကြားကသတင်းလွှာရဲ့သတင်းကကိုနေရာဒီနေရာအတန်တွေတသက်သက်ထွက်လာတယ်။သတင်းလွှာဆိုတာကကျွန်တော်တို့ထုတ်နေတဲ့သတင်းစာရဲ့နာမည်အဲ့ဒီသတင်းစာရဲ့သတင်းမှာအာဏာပိုင်တွေရဲ့စီပောက်သွားပုံရတယ်။ကျွန်တော်တို့ရဲ့ကြက်တူရွေးလုပ်ငန်းလဲရှေ့ကဖုန်းနောက်ကပေါ်ဖြစ်လာတယ်။မျက်လုံးပြူမျက်စံပြူဖြစ်လောက်တဲ့ကိစ္စတော့မဟုတ်ပါဘူး။တဲ့င်းနဲ့တွေတထောင်းတောင်းထွက်တဲ့ဆိုယုံလောက်ပါပဲပြက်တနာကကြက်တူရွေးတွေနှုတ်သီးပိတ်ကုန်တာပါပဲ တကောင်ပြီးတကောင် ထောင်ချောက်ထဲမှာကွိခနဲ့ပါကုန်တယ်တော်သေးရဲ့ဘာကြီးမြတ်ထွန်းရဲ့စက်တူရွေးကလွတ်နေတယ်ထောင်လုံးညံအောင်တွန်တန်ပေးနိုင်ဖို့ကြံရစ်နေသေးတယ်မိသွားတဲ့စက်တူရွေးကတိုက်သုံးအခန်းတက်ကကိုမျိုးမင်းစီကတကောင်နဲ့အခန်းဆက်လေးကဘိုးဘိုးဦးစီကတကောင်နဲ့ဘိုးဘိုးဦးစက်တူရွေးကိစ္စနောက်မှကြားရတာဟုတ်လေသလားမဟုတ်လေသလားတော့တေးချာမသိတိုက်လေးကရခိုင်ကွန်မြူနစ်ရဲဘော်ထွန်းဝင်းနဲ့အတူနေကိုလင်းမောင်တက်ဆိုတဲ့လူဝကြီးတို့စီကလည်းတလုံးမိတယ်တဲ့ ကိုမျိုးမင်းကျက်တူရဲကအစောဆုံးမိသွားတာတိုက်သုံးထဲမှာကျက်တူရဲတကောင်ရှိတယ်ခဏခဏတွန်တန်တွေကြားရဖတ်ရတယ်ဘာလို့သေးလဲကိုမျိုးမင်းလူတာကကျက်တူရဲဖြစ်နေတယ်သူကရအောင်ရှာတယ်အတူနဲ့ကိုမင်းစင်လဲနားထောင်တယ်နားထောင်ရင်ကျက်တူရဲကရှာခောက်သွားရောထင်ရဲ့အတန်မထွက်တော့ဘူးဒါနဲ့တိုက်တက်မှာရှိတဲ့သခိုးကြီးမြင့်သိန်းစီပို့လိုက်တယ်ကိုမြင့်သိန်းကနမဲကျော်ဖောက်ထွင်းဝိဇ္ဇာလေးစာရေးစရာမြာတန်းတင့်ရေးတဲ့ဆယ်ချိန်မြောက်အလဲရောက်ချင်းဆိုတဲ့ ဖြစ်ရမှန်ဝတ္ထုထဲကဇက်ကောင်လေးဘယ်လိုဘယ်လိုဖြစ်ပြီးသတင်းပေါက်သွားတယ်မသိကိုမျိုးမင်းခန်းကိုတလားစီရှာဖွေရေးလောက်ပါတော့တယ်ရေဒီယိုမိသွားတယ်သူ့ကိုပြစ်ဒဏ်တိုက်ပို့တယ်သူကအမိုက်ပုံးတဲ့ကကောက်ရတာလို့ဘူးကွယ်တယ်ပြစ်ဒဏ်တိုက်ကနေသူ့ကိုမူလာတိုက်ကိုပို့ဖို့တောင်းဆိုတယ်မရသူကအစာငတ်ခံတယ်သူအစာငတ်ခံတဲ့သတင်းကြတော့ကျွန်တော်တို့တိုက်သုံးကတထိုက်လုံးအစာငတ်ခံမဲလို့ကြေညာတယ်နောက်ဆုံးသူ့တိုက်သုံးကို ပြန်ရောက်လာတယ်ကော့လူ ကျက်တူရွေးနဲ့အစင်မပြေရင်တာလိကသာမွေးတော်လို့ဝိုင်းနောက်ကြတယ်။တိုက်လေးရှိမှကိုလင်းမောင်တက်နဲ့ကိုထွန်းဝင်းအတူနေတယ်။တိုက်လေးရှိဆိုတာတိုက်လေးရဲ့တောင်ဘက်ချမ်းကအခန်းတွေကိုခေါ်တာ။မြောက်ဘက်ချမ်းကအခန်းတွေကိုတိုက်လေးတိုးလို့ခေါ်တယ်။ကိုလင်းမောင်တက်ကကျွန်တော်တို့ရဲ့သတင်းလွှာတွေကကျက်တူရွေးတန်နဲ့နားအာသာမပြေဘူး။ရုပ်ပြတဲ့ကကျက်တူရွေးတန်ကိုနားထောင်နေရသလိုထင်းနေပုံရရဲ့။ဒါနဲ့ကိုပိုင်တက်ရှိကျက်တူရွေးရှာသွင်းတယ်။သူက ကွယ်လွန်သူတမိုင်းပါမောက်ခ ဒေါက်တာဦးကျော်တက်ရဲ့သားတဲခိုကန်စားတောက်ဆိုင်လုပ်ငန်းတွေလုပ်တယ်။ကျက်တူရွေးကို အတူနင်းရခိုင်နီကိုထုံးဝင်းလက်အပ်ထားတယ်။ကိုထုံးဝင်းကကြားသမျှသတင်းကိုပြန်ပြောပြရတယ်။ကျက်တူရွေးမိသွားတော့ကိုထုံးဝင်းအမှုသစ်တိုးတာပေါ့။ကိုလင်းမောင်သက်ဝတ်တရားမပြတ်ပါဘူး။ကိုထုံးဝင်းအတွက်တရားရုံးထွက်ပြီးကောင်းကောင်းတက်သေးခံတယ်။ကိုထုံးဝင်းစားရဲတောက်ရဲပြည့်ပြည့်စုံစုံပန့်ပူပေးတယ်။သူ့ထောင်ထက်မကြဘူး။ကိုထုံးဝင်းကတော့မူရင်း20ထောင်တန်းမှာခုနှစ်နှစ်လာမသိတိုးသွားတယ်။ အင်းစိန်တွေကကျက်တူရွေးတဲ့အကြောင်းပြောတော့နယ်သာလန်နိုင်ငံအမ်စတာဒမ်မြို့ကကျက်တူရွေးကိုတတိယရတယ်။1955-59လောက်မှာကျွန်တော်အမ်စတာဒမ်မြို့ကိုရောက်နေတယ်။ကိုတိုင်းလည်းတည်ငတ်တယ်။နိုင်ငံခြားရောက်နေသူတိုင်းလည်းတည်ငတ်တယ်။ဒါကြောင့်ဒုပြည့်တည်င်းဆိုတဲ့တည်င်းလွှာတစ်စောင်ကျွန်တော်ထောက်တယ်။ရန်ကုန်ကတည်င်းထောက်ကိုရွှေမောင်တို့ကိုဘာရုတို့အဲဒီတာကိုစံလွင်တို့ကတည်င်းပို့ပေးတယ်။ရန်ကုန်ကကွဲလွန်သူ ရခိုင်စာရေးဆရာဦးတညွန့်ရဲ့ဇနီးမတ်စိုးမြင့်ဆိုတဲ့အမျိုးသမီးနဲ့မန္တလေးက မြင့်မြင့်ကြီးဆိုတဲ့အမျိုးသမီးကလည်းသတင်းတွေပို့ပေးတယ်။ကျွန်တော်ကိုယ်တိုင်လက်နှိပ်ဆက်ရိုက်တယ်။ဖျောင်းပုံနှိပ်တယ်။တပတ်နှစ်ခါလောက်ထုတ်တယ်။ကဘာအနှံ့ဖြန့်ပို့တယ်။ပျော်လိုက်တာသတင်းတွေဖတ်ရတာပျော်တယ်။တခြားသူတွေဖတ်ဖို့သတင်းစာထုတ်ပေးရလို့လည်းပို့ပျော်တယ်။ထောက်လန်းရေးကအင်းစိန်ထောင်ထဲမှာလည်းမကောင်းဘူး။ထောင်ပြင်မှာလည်းမကောင်းဘူး။ပြည်ပထိတောင်သူတို့လက်တံကရှည်တယ်။တို့ပြည်သတင်းမှာအစိုးရစန်းကျင်ရေးသတင်းတွေပါတယ်လို့စွပ်စွဲတယ်။ထောက်လန်းရေးသတင်းအရအစိုးရကဆရာမမောင် ကွယ်လွန်သူသမ္မတဟောင်းဒေါက်တာမောင်မောင်ဆရာဦးထင်ကြီးစာပေဗိမ္မာန်ညွှန်ကြားရေးမှူးတို့ကိုအမ်စတာဒမ်ကိုလွှတ်တယ်။သတင်းစာ ထုတ်တာရက်ခိုင်းတယ်။ကျွန်တော်မရက်ဘူး။ဒါနဲ့နိုင်ငံခြားကပြန်လာရတယ်။ရန်ကုန်ရောက်တော့ကြီးမုံသတင်းစာတီထောင်ရမှာပါဝင်ပြီးကျွန်တော်အယ်ဒီတာလုပ်တယ်။တို့ပြည်သတင်းကဉာဏ်တွေပညာတွေဟုတ်တိပတ်တိများများဆဆမရခဲ့ပါဘူး။ဒါပေမဲ့သတင်းစာမှန်တွေသတင်းစာတတ္တိတွေတောင်းတောင်းမြည်အများကြီးရခဲ့တယ်။အဲ့ဒီလိုမှန်တွေတတ္တိတွေနဲ့ပဲအင်းစိန်ထောင်ထဲမှာ တည်င်းလွှာကိုထုတ်နိုင်ခဲ့တာပါစောစောကပြောခဲ့တဲ့အတိုင်းပဲတည်င်းလွှာထုတ်ရမှာလူငယ်နိုင်ငံရေးကျင်းသားတွေအများကြီးပါဝင်ခဲ့ပါတယ်တည်င်းလွှာကလူတယောက်တည်းလှုပ်ယုံနဲ့ပြီးနိုင်တဲ့ကိစ္စလေးပါဒါပေမဲ့ထောင်ထဲမှာထုတ်ရတာထောင်လန်းရရဲ့မျက်ခုံးပေါ်ဇင်းကြံရှောက်ပြီးထုတ်ရတာတည်င်းပေးတွေဝိုင်းဝိုင်းလည်နေတဲ့ကြားကထုတ်ရတာဒီလိုအလုပ်မှာလူငယ်ပေါင်းများစွာပါဝင်လှုပ်ရှားကြတယ်ဆိုတာတိတ်အရေးကြီးပါတယ်ဒီလုပ်ငန်းကစစ်အာဏာရှင်တွေထောင်အာဏာရှင်တွေကို နရွက်တွေဆွလိုက်တာပါအကျဉ်းသားတွေကိုမျက်စိပိတ်နားပိတ်ပါးစပ်ပိတ်လုံနေတဲ့အာနာရှင်တွေရဲ့အရှိုက်ကို ထိုးလိုက်တာပါဒါကြောင့်ဒီလုပ်ငန်းကတာမန်မီဒီယာလုပ်ငန်းသတင်းလုပ်ငန်းမဟုတ်ဘူးနိုင်ငံရေးလှုပ်ရှားမှုအာနာဖီဆန်ရေးလှုပ်ရှားမှုလို့သတ်မှတ်ရမှာဖြစ်ပါတယ်ဒီလုပ်ငန်းကနိုင်ငံရေးအာမန်တွေနိုင်ငံရေးတပ်တီတွေနိုင်ငံရေးတန်ဋိဌာန်တွေခိုင်ခိုင်မာမာနက်နက်ရှိုင်းရှိုင်းကြီးတုတ်သွင်းပေးနိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်လူငယ်နိုင်ငံရေးအင်အားစုတွေဟာ ဒီမန်ဒီတတိတွေဒီတန်ဒိဋ္ဌံတွေနဲ့အာနာရှင်တွေရဲ့မျက်စိပိတ်နားပိတ်ပါးစပ်ပိတ်အာနာတော့ခလောက်တွေကိုတပြေလုံးနေရာအနှက်မှာအော်ကြီးဟစ်ကျဲဖြစ်ဖြစ်တိုးတိုးတက်တက်ဖြစ်ဖြစ်ရိုက်ချိုးသွားရေးတောင်ဝန်ကိုထမ်းဆောင်သွားနိုင်ကြလိမ့်မယ်လို့ကျွန်တော်တို့ယုံနေမျော်လင့်နေတိုက်တွန်းနေဟုတ်ကဲ့ပါသတင်းစာဆရာကြီးဟန်တာရီဦးဝင်းတင်ရဲ့ဘာလဲဟဲ့လူငရဲဆိုတဲ့စာအုပ်ရဲ့အပိုင်းလေးကိုဖတ်ပြခဲ့တာဖြစ်ပါတယ်။နောက်ရက်တွေများမှာအပိုင်းဆက်များကိုပုံမှန်ဆက်လက်တင်ဆက်သွားပါမယ်ခင်ဗျာ။ အဆုံးထိနားဆင်ပေးခဲ့ကြတဲ့ကလစ်ကအရောက်စီတိုင်းနဲ့တော်လန်မိဘပြည်သူများအားလုံးကျမ်းမာဘေးကင်းကြပါစေခင်ဗျာ။